မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာနာသိန်းစစ်ကောင်ဆောင်ရဲ့လုံရက်တွေကိုအငိမ့်စာစစ်ဘိုလ်ချုပ်ကြီးတွေကအတိအမှတ်ပြုဂုံယူအားပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် အနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လာရဲ့ဥဆောင်မှုနဲ့တမတော်ကိစ္စရက်တွေအပြင်တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်နေမအားညမအားဆောင်ရွက်နေတာတွေကိုအတိမတ်ပြုဂုဏ်ယူအားပေးတယ်လို့အငိမ့်စားအရာရှိကြီးတွေကိုစားဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေတို့ကပြောခဲ့ပါတယ်။ နေပြီးတော့မှပြုတ်လုတဲ့တက်မရော်နေခန္ဓာကိုတက်ရောက်လာတဲ့အငိမ့်စားစစ်ဘိုလ်ချုပ်ကြီးဦးသိန်းစိန်အပါအဝင်အရာရှိ15ဦးတို့ကိုစစ်ကောင်းဆောင်ကမနေ့ကမတ်လ26ရက်ကတွားရောက်ဂါရဝပြုခဲ့ရမှာပြောလိုက်တာဖြစ်ပါတယ်။တိုင်းပြည်ကိုတိဆောက်ရမှာတက်မရော်အင်အားရှိဖို့အဓိကအရေးကြီးပြီးအခက်အခဲအကျက်အဲတွေရင်ဆိုင်ကြုံတွေ့ရချိန်မှာလည်းအောင်မြင်စွာကြော်ဖြတ်နိုင်အောင်ဂျိုးပန်းဆောင်ရွက်သွားကြရမယ်လို့အငိမ့်စားစစ်ဘိုလ်ချုပ်ကြီးတွေကမှာကြားပါတယ်။စစ်ကောင်းဆောင်ကလည်းစစ်တပ်အနေနဲ့ခေအဆက်ဆက်အမျိုးမျိုးကြုံတွေ့ခဲ့ ရပြီးပြည်ပကျူးကျော်မှုကာဝယ်ရေးပြည်တွင်းစုဘူးတောင်းကျမှုတားဆီးရေးတာမကအမျိုးဘာသာသာသနာနဲ့ယဉ်ကျေးမှုမပြောက်ပြက်ရေးတို့ကိုစောင့်ရှောက်ပေးလျက်ရှိပြီးဒီနှစ်ကုန်မှာရွေးကောက်ပွဲကျင်းပပြီးအနိုင်ရပါတီကိုနိုင်ငံတော်တာဝန်တွေလွှဲအပ်ပေးမှဖြစ်ကြောင်းနဲ့စစ်တပ်ကိုလည်းတိုင်းပြည်အားထားရတဲ့စစ်တပ်ဖြစ်အောင်ဆောင်ရွက်နေပြီးအငိမ့်စားအရာရှိကြီးတွေရဲ့လမ်းညွှန်မှုဩဝါဒတွေကိုခံယူလိုပါတယ်ဟုပြောခဲ့ပါတယ်စစ်ကောင်ဆောင်ရဲ့ဂါရဝပြုအခမ်းအနားကိုအငိမ့်စားစစ်ဘိုလ်ချုပ်ကြီး15ဦးနဲ့ဇနီး6ဦးတို့ကတက်ရောက်ခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ် ်။ဆက်လက်ပြီးနေပြည်တော်တွင်ရာသီဥတုပြင်းထန်နေ၍စစ်တပ်ကယနေ့စီရေးပြအခမ်းအနားကိုညနေ9:00နာရီမှစတင်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။နေပြည်တော်တွင်ရာသီဥတုပူပြင်းနေ၍စစ်တပ်ကယနေ့စီရေးပြအခမ်းအနားကိုညနေ9:00နာရီမှစတင်ပြီးဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ်။ရမန်နေ့မှစတင်၍စစ်ကောင်စီကစီရေးပြအခမ်းအနားကိုညနေပိုင်းမှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီးယခုနှစ်တွင်လည်းစီရေးပြအခမ်းအနားကိုလည်းညနေပိုင်းတွင်သာဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ညနေ9:00နာရီချိန်တွင်စစ်ကြောင်းများစတင်ထွက်ခွာမည်ဖြစ်ကြောင်းသိရပါသည်။ယနေ့ညနေ3:00နာရီမှ4:00နာရီအတွင်းစစ်ကြောင်းများအသင့်ပြင်ဆင်ခြင်းဆောင်ရွက်မည်ဖြစ်ပြီးညနေ9:00နာရီအချိန်တွင်စစ်ကြောင်းများစတင်ထွက်ရှိမည်ဖြစ်ကြောင်း။ယင်းနောက်မေးအွန်လိုင်းကိုချီတက်အလေးပြုကအကြမ်းဖက်စစ်ကောင်းဆောင်မေးအွန်လိုင်းကတက်စစ်ဆေးခြင်းနှင့်စကားပြောခြင်းများလှုပ်ဆောင်မည်ဖြစ်ကြောင်းသိရပါသည်။ ဆက်လက်ပြီးလပခစစ်ဌာနချုပ်အနီးဝန်းကျင်ကလုံခြုံရေးဘဏ်ကလက်လုံမိုင်းနဲ့တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့မတ်လ28ရက်မနက်ပိုင်း9:00နာရီခွဲဝန်းကျင်ကမန္တလေးမြို့ကျုံအနောက်ချမ်းအောင်မြေတာဆန်မြို့နယ်တဲကအာနာသိန်းစစ်တပ်တပ်ဆွဲရာဘဏ်ကတစ်ခုလက်လုံမိုင်းနဲ့ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။ အောင်မြေတာဆန်မြို့နယ်မေဃဂီရီရက်ွက်82လမ်းနဲ့လမ်း20ရှိတဝကူဖရာဘေးတွင်တက်ဆွဲထားတဲ့ဘန်ကားကိုလက်လုံမိုင်းနဲ့ပစ်ခတ်သွားတာလို့မြို့ကန်တအူးကပြောပါရယ်လက်လုံမိုင်းနဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့မသိရသေးပါဘူးပောက်ကွဲမှုကတော့ကြီးကြီးမားမားဖြစ်ပွားတာမရှိဘူးလို့မြို့ကန်ကအသိပေးပါရယ်စစ်တပ်ဝါဒဖြန့် Telegram Channel ကပေါ်ပြလာတဲ့တပ်ပုံအရာတဝကူဖရာဘေးမှာလုံခြုံရေးယူထားတဲ့တဲအိတ်ဘန်ကားရှိမှပောက်ပွဲမှုဖြစ်ပွားခဲ့တာလို့တွေ့ရပါရယ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခင်းဖြစ်ရာနေရာကိုရောက်လာကြပြီးလမ်းသွားလမ်းလာတွေကိုစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။သူတို့တက်ဆွဲထားတာကြပြီးသူတို့ရှိနေတဲ့လမ်းတစ်လျှောက်ကိုလည်းပိတ်ထားတာကြပြီးဖြတ်သွားလို့မရဘူးရှောင်ကွင်းသွားနေရတာလို့ရက်ွက်အတွင်နေထိုင်သူတို့ကပြောပါတယ်။အခုလိုပောက်ကွဲမှုဖြစ်တဲ့နေရာဟာမန္တလေးနန်းတွင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအနီးဝန်းကျင်မှာရှိပါတယ် ဒါပြင်ဒီကနေ့မှာကြာရောက်တဲ့စစ်တပ်ရဲ့တပ်မတော်နေအခမ်းအနားကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခတဲမှာကျင်းပကြင်းနေလဲတိုက်ဆိုင်နေပါတယ်။လက်လုံးပိုင်းနဲ့တိုက်ခိုက်ခံခဲ့ရတဲ့နေရာအနီးမှာရှိတဲ့ကျုံအနောက်ချမ်းစက်ကူလန်းနဲ့22လမ်းမှာဆိုရင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာနန်းတွင်းဝင်ပေါက်ကိုလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်အဆောင်ဂိတ်ရှိတယ်လို့မြမစီးပွားရေးဘဏ်နှစ်ရှိကလုံခြုံရေးအဆောင်ဂိတ်တွေလည်းရှိနေပါတယ်။ ဆက်လက်ပြီး ERR တိုင်းဝန်ကြီးချုပ်စာတီရေးကြီးမှစစ်ကောင်စီထောက်တိုင်များဆိုင်ရင်ပါကဖဆူဆောင်းနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စစ်ကောင်စီက ERR တိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဦး၏စာတီရေးကြီးမျိုးနဲ့မှစစ်ကောင်စီထောက်တိုင်များ၏ဆိုင်ရင်ပြုစုထားပြီးဖြစ်ကြောင်းရေးကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖကတင်ထုတ်ပြန်ထားပါတယ် ပြည်သူလူထုအပေါ်နှီးပြောဆုံးဖြင့်ရုံမာခဲ့သည့်စစ်ကောင်စီ၏အုပ်ချုပ်ရေးထောက်တိုင်၊စီးပွားရေးထောက်တိုင်နှင့်စီယုံရေးထောက်တိုင်များအားအ धिक စရင်ပြုစုထားသည်ဟုဆိုပါရယ်။မြို့ကအေယာဝတီဝင်းကြီးချုပ်ရဲ့ဇာတိလဲဖြစ်တဲ့ခရိုနီဦးစော်စော်ရဲ့ဇာတိလဲဖြစ်တော့မကင်းရမကင်းကျောင်းတွေများတယ်။ဒါကပဲလူထုကိုပိုဒုက္ခပေးနေတာ။ ပါကဖအအနေနဲ့ကစရင်ပြုစုထားပြီးလိုအပ်တဲ့သတိပေးချက်တွေထုတ်ဖို့လိုမယ်ဗျာဟုရေကြည်မြုပ်ကန်သတင်းရင်းမြစ်ကပြောပါရယ်အရေးအတွက်နဲ့အသေးစိတ်အချက်အလက်ကိုဖော်ပြမထားတော့လေစရင်ပြုစုရာတွင်ပုံကိုရေးခန်းစားကြကြောင်းစရင်ပေးခြင်းမဖြစ်စေရန်နဲ့ ကာကံရှင်များနင်းနာမှုမဖြစ်ပေါ်စေရေးအတွက်အစစ်စစ်အတည်ပြုခဲ့သည်ဟုရေကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါသည်ပြည်သူလူထု၏ပူးပေါင်းကူညီမှုဖြင့်စရင်အတိအကျကောက်ယူပြုစုထားခြင်းဖြစ်သည်ဟုထုတ်ပြန်ထားပါသည်ရေကြီးမြို့နယ်အတွင်းမလ16ရက်ကစတင်၍တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီးစစ်ကောင်စီကလူချောင်းတိုက်ခိုက်မှုများကြောင့်အရက်သားထိခိုက်ဒေဆုံးမှုများရှိနေပါသည် ရင်းကာလမတိုင်မီတိုက်ပွဲအနည်းငယ်ငြိမ်သက်နေစဉ်ဥတင်မဝင်တဲ့အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီတပ်ဦးဆောင်သည့်အဖွဲ့ကရေကြီးမျိုးတို့မကြာခဏလာရောက်ပြီးမျိုးကန်လူငယ်များစစ်မှုထမ်းရေးစီယုံတိမ်သွင်းခဲ့သည်။အာရကတပ်တော်အေးနဲ့ပူးပေါင်းတပ်များကရေကြီးမျိုးအမြောက်တပ်အမတ်တ344တိုက်ခိုက်သည့်စစ်စင်ရေးများဖော်ဆောင်နေသည်။စစ်ကောင်စီတပ်က ग् ွားမျိုးနဲ့ငတိုင်းချောင်းမျိုးကြားရေကြီးမျိုးနယ်ပိုင်းတီရာကုန်းပြင်အုပ်စု၌ အမြောက်လက်နက်ကြီးများတပ်ဆင်ထားပြီးပစ်ခတ်နေသည်ရေကြီးအပြင်ဒေသချင်းဆက်ဆက်နေသောတာပေါင်းနှင့်လေးမျက်နှာမြို့နယ်တွင်လည်းတိုက်ပွဲများဖြစ်ပွားနေသည် ဆက်လက်ပြီးစစ်မှုထမ်းရဲမဲပေါက်သူများကို NSIMS ကွန်ပျူတာစနစ်အတွင် အမိထည့်သွင်းထား၍လေစိတ်ရေစိတ်ကာကိန်းနဲ့စစ်စေးရိတ်ကိန်းများမှပြေးမလွတ်နိုင်ဟုစစ်တပ်ကချင်းကြောက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရဲ့ရှင်။အကြံဖတ်စစ်ကောင်စီကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်အတွက်မဲနိုင်ခိုင်းပြီးမဲပေါက်သူများကိုပြည်သူစစ်မှုထမ်းကိုရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် National Survey Information Management System NSIMS အတွင်သို့ချက်ချင်းထည့်သွင်းနေ၍ထွက်ပြေးမလွတ်မြောက်နိုင်ဟုစစ်တပ်က ြောဆိုချိန်ချောက်လာပါတယ်။ယခုရက်ပိုင်းမန္တလေးမြို့တွင်ပြုလုပ်သည့်စစ်မှုထမ်းစင်ခေါ်ရေးမဲလိုက်ပွဲတွင်စစ်ကောင်စီမှဗိုလ်မှူးများကမဲလိုက်ကြမည့်လူငယ်များကို မဲပေါပကကွန်ပျူတာစနစ် NSIMS အတွင်အမည်စရင်ချက်ချင်းထည့်သွင်းပေးမည်ဖြစ်ကြောင်းထို့ကြောင့်လေစိတ်ရေစိတ်ကာဂိမ်းနှင့်စစ်ဆေးရေးဂိမ်းများတွင်စစ်မှုထမ်းရမည်လူငယ်များစရင်ရှိနေမည်ဖြစ်ပြီးထွက်ပြေးလွတ်မြောက်ရန်မဖြစ်နိုင်ဟုပြောဆိုချင်းချောက်လာကြောင်းသိရပါသည်မဲပေါတဲ့သူတွေကိုကွန်ပျူတာစနစ်ထဲကိုထည့်မယ်လို့ပြောတယ်အဲ့ဒီစနစ်ထဲထည့်လိုက်ရင်နိုင်ငံသားထွက်လို့မရတော့ဘူးပြည်တွင်းခရီးသွားရင်လည်းထောက်ခံစားလို့မယ်ဘဲသွားသွားကွန်ပျူတာစနစ်ထဲမှာနာမည်နဲ့မှတ်ပုံတင်ကိုထည့်လိုက်ရင်စစ်မှုထမ်းရမယ်သူဆိုတာပေါ်တယ်လို့ပြောတယ်အဲ့ဒါ ြောင့်ထွက်ပြေးဖို့ကြိုးစားလေအပူပဲနှစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင်ပြီးသွားမှာပါမို့ပူးပေါင်းဆောင်ရွက်ဖို့ပြောတယ်ဟုမန္တလေးမှာဒေသခံပြည်သူတို့ကပြောဆိုပါတယ် စစ်ကောင်စီကပြည်သူ့စစ်မှုထမ်းကိုရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် National Service Information Management System NSIMS ကိုကွန်ပျူတာကွန်ရက်များဖြင့်ချိတ်ဆက်တိစောက်ထားပြီးရေးစနစ်မှာပြီးစီးသွားပြီဖြစ်ကြောင်းသိရပါတယ်။အလားတူမန္တလေးတိုင်းပြည်ကြီးတကောမြို့နယ်ငွေတော်ကြီးကုန်းရပ်ကွက်တွင်ရမန်နေစစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များကစစ်မှုထမ်းရမည့်လူငယ်များမဲနိုင်ပွဲကိုမလ30ရက်နေ့နံနက်9:00နာရီအချိန်ကျင်းပပြုလုပ်မည်ဖြစ်ပြီးလူငယ်တိုင်းသို့မဟုတ်မိဘများတက်ရောက်ရမည်ဖြစ်ကြောင်း မည်သူမှမတက်ရောက်ပါကစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကကုစားစီမံဆောင်ရွက်မည်ဟုအတည်ပြုအကြောင်းကြားလာကြောင်းသိရပါတယ်ငွေတော်ကြီးကုန်းရက်ွက်အုတ်ချုပ်ရီမှုတင်ဆိုးမှာသားသုံးယောက်ရှိတာအကုံစစ်မှုမထမ်းရဘူးလွတ်တယ်တူတူဖြိုးကျော်ပြူစောတီထောက်ဖို့မှာလေညီအကိုမွေးချင်း9ယောက်ရှိတာအကုံလွတ်တယ် ပြည်သူတွေကိုတော့မဲနိုင်ပွဲမလာမနေရတဲ့လူမနေတဲ့အိမ်လဲစာရွက်ကတ်သွားတယ်မလာရင်အိမ်ချိတ်ပိတ်မယ်ဆိုပြီးထိန်းချောက်သွားတယ်ဒီကောင်တွေအရန်စိုးနေတာအဲ့ရတဲ့လဲနေတဲ့သူတော်စစ်မှုထမ်းရမယ်ဆိုပြီးအတင်းခေါ်နေတာရက်ွက်ထဲမှာလဲလူငယ်ကုံတလောက်ဖြစ်နေပြီဟိုငွေတော်ကြီးကုံရက်ွက်မှာရက်ွက်သားတအုပ်ကရှင်းပြပါဗယ်ကျမရဲ့တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာတွင်ပြပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်